မမမလုပ်ကြပါနဲ့ဗျာကျုပ်ဘူးဒီနဲ့ကြက်သားကလာသားချက်လေးချက်စားခြင်းလို့ပါဒါကြောင့်မို့ဘူးဒီလာခိုးတာပေါ့လေဟောဟုတ်ပါလေဒီညကတကိုညမို့ဘာကုတ်ကိုရရမဟုတ်လိုက်ဟာအဲ့လိုမရဘူးဗျသူများပြည့်စည်ကြီးဆိုတာအဲ့လေးတစ်ချောင်းတော့မခိုးသင့်ဒါဆိုဘလို့လို့မလဲပြန်ထားခဲ့ရမှာလားအဲ့လိုပြောနေတော့တရေတကောင်ကလည်းဘူးဒီနှလုံးပိုက်ပြီးတော့ရောက်လာခဲ့ပြန်နေ စားမောင်းလာပြင်းနေမတိုင်ခင်တရက်လိုမှာတော့ဒေါ်တင်နဲ့တယောက်အိမ်နောက်မှာရှိတဲ့ဘူးစင်ကိုတေချာကြည့်နေဘူးသီးတွေကိုရေတွက်နေခဲ့တယ်။အင်းကျုပ်ဘူးသီးလေးတွေဒီနေ့တော့ဖြစ်တော်သားပြီ။ဒီနားမှာတလုံးဟိုဘက်နားမှာတလုံးဒေါ်တင်နဲ့ဘူးသီးတွေကိုရေတွက်နေတော့တုတ်ပေါ်လျှောက်လာတယ်။အမေအရှိမအဖွားခင်ရောက်နေရဲ့ဗျ။ရှာခင်းကိစ္စဘာဆိုလားအဲ့ဒါပြောမလို့တဲ့။အော်အေးဟုတ်တယ်ဟုတ်တယ်။ဒါနဲ့သား ဘိုးစင်မှာဘူးတိတွေဘယ်နှလုံးရှိရဲဆိုတာရေးတွက်ထားလိုက်အောင်နော်မနေ့ပြန်တခိုးကြီးညာကွဘူးတိတွေပျောက်တက်တယ်ဟောက်ဟောက်မေဒေါ်တင်တွေထွက်သွားပြီးနောက်တော့တော်ပေါ်လေဘူးစင်ကိုငုံကြည့်ရဲ့ကြည့်နေဘူးတိတွေရေးတွက်နေကြတော်တယ်တစ်လုံးနှစ်လုံးသုံးလုံးဒါနဲ့ဘူးတိလေးပဲဘူးအမေရပါလို့တွန့်တုံနေရင်မသိဘူးတော်ပါပြီမရေတော့ပါဘူးပျောက်တာနဲ့ပါနဲ့ကုတို့ရအောင်ရှော့ပေါ်ပြီးတော့ပဲပြောလိုက်တော့မယ်ဒီလိုနဲ့တော်ပေါ်လေးထက်မြေတွက်တော်ပဲ ဘူးစင်နာကနေထွက်လာခဲ့တော့တယ်။တစားမုံလာပြင်းနေရဲ့မနက်ခင်းပိုင်းမှာတော့ဖိုတူမိဝိုင်းနဲ့ပဲလော်တို့ကရေပုံးထဲမှာငါးရီခူးတွေကိုထည့်ရင်ကန်ဂျီနာကိုရောက်လာခဲ့ကြတယ်။ဖိုတူငါတို့ဒီနားမဲ့လွတ်ကြတာပေါ့။အေးကောင်းနေ။ဒါနဲ့နေငါးရှိနေကိုဘယ်ကဝဲလာလဲ။ငါ့မေမနက်စေးကနေဝဲလာပြီးတာဟာ။အော်ဟုတ်လား။ပဲလော်ခူးတွေကိုဘယ်ကဝဲလာလဲ။ ငါတို့ကိုကြီးဖို့တော်ရေခမ်းနေရဲ့လေတရားနေကောက်လာခဲ့ပြီလေဟာခုတော့ဟိုသူတို့ရေများတဲ့ကန်ကြီးထဲမှာစိတ်တိုက်နေလို့ရပြီကဲဒါလို့ဆိုငါတို့လွှတ်ကြအောင်လားโอเคโอเคဒါလို့နေသူတို့အုံရောက်တာငါတို့ကူတွေကိုရေပုံးလေးစားပြီးတော့လွတ်ပေးနေခဲ့တော်ရီဒါနေမြိုင်းတော်ပေါ်နေငပင်ကရောငါတို့လိုတာကိုဘာလို့လိုက်မလာကြတာလဲသူတို့နှစ်ယောက်ကဖုန်ကြီးကြောင်သွားထက်ကြတယ်ဟာညနေတော့ဖျားသွားဖို့ချိန်တာနေအောင်ဒုန်းနေတို့လိုက်မှာမဟုတ်လား ။မရမှာပေါ့။ငါမှနင်တို့ပဲရှိတာ။ဒါနဲ့ညပဲရော။ဘာအစီအစဉ်မှမရှိကြအောင်လား။ကိုချက်ကြီးရင်မှာရောအစီအစဉ်ရှိတယ်ဟာ။နင်လည်းလာခဲ့ပါလား။အရင်လုံးတည်းခွင့်ပြုရင်တော့လာခဲ့မယ်လေ။အေးပါပဲလို့။ဒီလိုနဲ့သူတို့တုံယောက်သားငါနဲ့ကလူတွေလှုပ်ပေးပြီးတော့ပြန်လာခဲ့ကြ ಾರಿ ။နောက်တော့ပိုတူလေအမေဖြစ်သူနေတူအဘိုးနဲ့ဘွားကိုကြတော့ဘူးရောက်နေခဲ့ကြတာပါ ဖိုးနဲ့ဘွားဒီတလုံးဘလို့နေလဲနေကောင်းကျမ်းမာကြရဲ့လားအဖိုးနဲ့အဘွားကျမ်းမာတယ်မှဒေါနာမီပဲမြင်နေဟိဟိတော်သေးတာပေါ့တားတို့ဖိုးဖိုးနဲ့ဘွားကိုလာကြတော့တာပါအဲ့လိုပြောပြီးဘူတူကစီးရီရယ်စုံထည့်ထားတဲ့ချင်းကိုအဖိုးနဲ့အဘွားရှိမှထားလိုက်တယ်နောက်တော့ဒေါ်ပြုံးနဲ့ဘူတူနဲ့လောက်ကြည့်ပြီးကြတော့ကြတယ်တားတို့ကွယ်တားတို့တားတို့ငါမြင်လေးအသက်ရှိခြင်းအစင်းလာခြင်းချမ်းသာခြင်းနဲ့ ခွန်အားကြီးမခြင်းတို့နဲ့ပြည့်စုံနိုင်ပါစေကွယ်။ပေးရစုနဲ့ပြည့်ပါစေဖို့ဖို့။ဒါနဲ့အဘွားဖြစ်သူကပတ်စံထုံးလိုက်ပြီးတော့ဖို့ထုကိုပေးလိုက်တယ်။ရော့မြင်းလေး။ဒါမြင်းလေးတော့မဟုတ်ဘူး။ရှင်းမဟုတ်ဘူးအများကြီးပဲ။အမေအမေမြင်းလေးရောမဟုတ်ဘူးဒီအများကြီးမပေးနဲ့နော်။တော်ကြပျက်စီးနေလိမ့်မှာအမေကျုပ်မီးလေးကြောင့်ကျုပ်အသိဆုံးမှာတော့မီးလေးကကိုမကိုထိန်ချောင်တက်ပြီးသားပါတော့ဟုတ်တယ်ဘဝရဲ့ဒါကစိတ်ကိုအလိုလိုက်ပြီးမနေပါဘူးဗျ ကောင်းနေကောင်းနေအဲ့တိုင်းပဲနေဒါနဲ့မြင်လေចောင်းစာရောလိုင်းနိုင်ရလားဒါဘောဘွားရဲ့တာလာတိုင်းလေအစင်တက်ကမစင်းဘူးရင်ဟင်ဟုတ်လားတော်လိုက်တယ်မြင်လေးပါလားမဟုတ်ထပ်ပေးရမယ်ရပါတယ်ဘွားရဲ့ဟိုတာနောက်တော့မှမဖိုးလို့ရင်ဘွားစီကိုလာတောင်းပါမယ်အေးကွယ်မဖိုးလို့တိုင်းဘွားစီကိုလာခဲ့တော့မြင်လေးဟုတ်ဘွားဒီလိုနဲ့တို့မြင်ဘွားရဲ့လေစကားလက်ဆောင်ကြနေကြစား ညနေပိုင်းရောက်တော့ပို့ထုကိုလေးယောက်သာဖျားသွားဖို့ပန်းတွေဖျောင်းလိုက်တို့တွေယူပြီးထွက်လာခဲ့ကြတာပါအမေတို့တို့ဘောကဒီနေ့ရှိုးတွေအပြည့်ထုတ်လို့ပါလားဟိဟိဘယ်လိုလဲငါဒီဝိဆောင်နေလမ်းနေမဟုတ်လားဒါနဲ့ငပင်ရောင်ဝင်ပြောလိုက်တယ်လမ်းမလမ်းတော့မသိဘူးငါတော့နေကြည့်ပြီးလက်နေအောင်မဒီငပင်ညောင်တော့ဟာရှေ့မှာဆ iam မလေးလာနေရပြီဘယ်ကပြန်လာနေမသိဘူး ။ဆီယာမာလေးတင်ယူလေသူတို့နာကိုရောက်လာခဲ့ပြီ။ဖိုးတို့တော့ဖွဲ့ပါလား။ဖះရသွားကြမလို့နေတူ။ဟုတ်တယ်ဆီယာမာလေးရဲ့။ဆီယာမာလေးရောဘယ်ကပြန်လာလဲ။ဆီယာမာလေးလည်းရွာဦးစီဒီမှာစီမီကတ်လူပြီးပြန်လာတာကွ။ဒါလို့ဆိုသမီးတို့နောက်ကျသွားတာပဲ။ဟုတ်ပါကွ။တော်တော်လေးသွားကြအောင်အပြန်မိုးမောင်းနေလိမ့်မယ်။ဟုတ်ကဲ့ဆီယာမာလေး။ဒီလိုနဲ့မိဝိုင်းတို့လည်းဆီယာမာလေးကိုနှုတ်ဆက်ပြီးတော့အဲ့ဒီနေရာကိုထွက်လာခဲ့ကြတယ်။ ောက်တော့သူတို့အဖွဲ့သားတွေလည်းရွာဦးစည်ဒီကိုရောက်လာခဲ့ကြသည်စည်ဒီရဲ့ရင်းမြေပေါ်မှာတော့စီမီခွက်ထုံးနေကြတဲ့သူတွေနဲ့ဖျားကတော့နေတဲ့သူတွေကိုမြင်ကြရမှာပါဝါလူတွေအများကြီးရှိနေရပဲဟုတ်ပါနော်ဒါနဲ့ပဲလွန်မှလည်းမတွေ့ပါလားဖျားမှာစုံမဲလို့ပြောထားပြီးရှိမနေဒီလိုနဲ့သူတို့လေးယောက်လေးပါလာတဲ့ဖျားဗန်နဲ့စီမီတွေကိုကတ်လူပြီးဖျားကတော့ကြတယ်ဖျားကတော့ပြီးနောက်မှာတို့ဘောဟာ အပေါ်မော့ကြည့်ကြကွာမိဘုံနေလှုပ်နေလေဟာမိဘုံနေအများကြီးပဲလှလိုက်တာအဲ့ဒီချိန်မှာပဲပဲလော်မှာကသူ့တို့နောင်တက်တက်လူရောက်လာခဲ့ဟဲ့အမလီဟာလှမ်းလိုက်တာဟာနင်ခုမှရောက်လာလားဟမ်ဟုတ်ဘူးဟာငါစောရဲကငါအရင်နေရောက်နေရခုလည်းနင်တို့အမြင်လုံးလာနှုတ်ဆက်တာငါအရင်နေတခြားနေရာသွားရမှာဆိုတော့သွားလိုက်အောင်မေးနောက်မှတွေ့မယ်နော်အေးပါအေးပါကဲငါတို့လည်းမမောက်ငင်းနောက်အစီအစဉ်အတွက်သွားကြတာပေါ့ ချစ်ဒီတစ်ခါတော့စားရမယ်အလှဲ့ပဲမော်စီယာချက်ကြီးရဲ့အိမ်ပြေမမတော့ချက်ကြီးတယောက်အိုးရီပလုံးနေနဲ့ချက်ပြုတ်နေရင် အလုံးရှုပ်နေကြီးချက်ကြီးဟာစံမြုံအောင်ကြီးကိုမှွေနောက်နေရင်းနေဟာမှွေနေရပဲစားလို့ရပြီထင်တယ်အဲ့ဒီအချိန်မှာပဲဖိုးထုတ်လို့လေးရောက်တာချက်ကြီးနောက်ရောက်လာခဲ့ကြတယ် လမ်းမာတွေကအနှံ့ရနေရဲ့ကိုချက်ကြီးကဘာကြီးချက်နေရလဲဟာမင်းတို့ရောက်လာနေတော်ပဲဟိခုလေးနေစံမြုပ်ကြက်သွားတယ်တခါလေးစားကြပါလားသိကောင်းတာဗောကိုချက်ကြီးရဲ့ကျွန်တော်လည်းဘိုက်စားနေရဗျဒါနဲ့ငပိန်ကစံမြုပ်အုံနာကိုတွားလိုက်တယ်ကိုချက်ကြီးဒီစံမြုပ်ကဘာစံမြုပ်လဲငါးစံမြုပ်ကိုပိန်ဦးအာလူးနဲ့တခြားသီးနှံ့နေမှာပေါင်းပြီးတော့ချက်ထားတာကွဟွန်းအဲ့လိုကစားကောင်းမှမလားဗျ။ရှဲကောင်းတာပေါ့ကွာ။အဲ့ဒီဆံမြုပ်ပူပူလေးကို မယုတ်သီးနဲ့ဖက်ဖက်ရွက်ရောထောင်းထားတာအဲ့အလေးနဲ့တွဲစားကြည့်ဆွေမျိုးပါမေ့သွားလိမ့်မယ်ကိုချက်ကြီးကတော့ဒီဆောင်မုန်းလာပြင်းနေမှာသမီးတို့အထူးဆန်းနေကြွေးပြီးနေတူတယ်ဒါပေါ့ကွာဒီဆန်ပြုတ်ကကိုချက်ကြီးငငယ်တုန်းကအမေအမြဲချက်ချွေးပူတဲ့ဆန်ပြုတ်ပဲကျမ်းမာရင်လည်းညညွတ်တဲ့ပြင်အာဟာရလည်းပြီးအားလည်းရှိပေါ့ရေးကောင်းနေကောင်းနေကိုကျွန်တော်တို့ဘာလာလာအကုန်စားတယ်ဒီလိုနဲ့သူတို့အခွဲသွားရင်လေကိုပြစ်မှာတိုင်ပြီးတော့ဥဆန်မျိုးတောက်ကြတယ်ဝါ ခုမှစားဖို့ပဲမိုက်တယ်ဗျာရှဲကောင်းတော့ပဲသမီးလည်းကြိုက်တယ်ကိုချက်ကြီးရဲ့အေးကွယ်မင်းတို့လေးကြိုက်တယ်ဆိုတော့မသိတယ်မမစားကြနော်ကနားကြမှာတော့ဖိုးတော်ကစက်တကောင်ကင်ပြီးသူတို့နာအောင်ရောက်လာခဲ့ဟာစားနေကြမလားဖိုးတော်ပါလားနောက်ကြနေရောအေးကွာကျုပ်လည်းကြက်သွားဖမ်းနေရတယ်နောက်ကြနေရကိုဖိုးတော်ဒီချက်ကိုခိုးလာလိုက်ဟာမဟုတ်ပါဘူးကျုပ်တို့ရန်ယူလာတာအော်မသိပါဘူး တခိုးကြီးညမို့ကြက်ခိုးလာတယ်ထင်းသွားတာဗျ။ No no အဲ့လိုမလုပ်ပါကွာ။အော်ဒါနဲ့ချက်ကြည့်။မင်းတို့အိမ်မှာဘူးသိရှိလား။ဘူးသိတော့မရှိဘူးကွာ။ဘာလို့မလို့လဲ။ဟမ်။ကြက်သားနဲ့ကာလာသားချက်စားမလို့လေ။တားတို့အိမ်မှာတော့ရှိတယ်ဗျ။ဟေးဟုတ်လား။ဟိုဒီလိုဆိုတော့ပဲတွားတောင်းလို့ရလား။ရတာပေါ့ဗျ။ဒါဆိုဒီလိုလုပ်လေ။ကျွန်တော်တို့အတော့ယောက်ကပဲတွားခုလာခဲ့ပြီးပါမယ်။အေးကွာအဲ့လိုဆိုတော့ကောင်းတာပေါ့။ကျုပ်တို့ကြက်သားဟင်းကိုအရင်ချက်ထားလိုက် တလူနဲ့တော်ဘောတို့သုံးယောက်သာသူတို့အိမ်ကိုရောက်လာခဲ့ကြတယ်။အိမ်ငန်းရှိမှထိုင်နေတဲ့ဒေါ်တင်တွေကိုတော်ဘောကပြောလိုက်တယ်။လို့ပါမရဲ့တောင်းဘူးတိခွင့်ဝင်ပြုပါနော်။မရပါဘူး။ဒီဘူးမင်လေးခုလိုအများကြီးတရားအမေကယူဆိုင်ထားရတာကွ။အမေကလည်းမုတ်ဖိုးတောင်းတာလည်းမဟုတ်ဘူး။ဘူးသေးလေးတောင်းတော့လို့ပါနော်။အဲ့ဒီအချိန်မှာပဲဥမောင်တို့ကအိမ်ငန်းရှိကိုရောက်လာခဲ့တယ်။ခုခွင့်ပြုလိုက်ပါတင်တွေရဲ့ဘူးတိတလုံးလေးဟောင်း ပင်းရသေးတယ်လေကိုမတော်မအောင်ဘူးကွာဟုတ်ပါတယ်ဗျတားလို့လေတလုံးနဲ့ခူးမှာပါအေးကွယ်ဒီလိုဆိုလဲတလုံးမဲ့ခူးကြနော်ဟုတ်ကဲ့ပါရေဒီလိုနဲ့ပိုးထူးလို့လေအိမ်နောက်မှာဘူတိခူးချောင်းကိုတော့ထွက်လာခဲ့ကြတယ်နောက်တော့သူတို့တော့ရောက်တာဘိုးစင်ရှိရအိမ်နောက်ကိုရောက်လာခဲ့ကြတာပါဓမီလည်းပါမလားမှောင်မဲနေရပဲဘူတိကိုရှာလို့တွေ့ပါမလား ဟိုလိုက်အောင်ရှိနေရဆိုတော့မြင်တော့မြင်ရမှာပါဒါဆိုဒီလိုလုပ်လीဘိုးစင်ပပက်လေကိုတုံးရောက်သားခွဲရှာကြတာပေါ့อืมအဲ့ဒီကြံကောင်းနေဒါမှမြင်မြန်ခုပြီးပြန်လို့ရမှာဒီလိုနဲ့သူတို့တုံးရောက်သားဘိုးစင်ရဲ့တစ်ဖက်တစ်ချက်စီကိုသွားလိုက်ကြတယ်ခဏကြာမှာတော့တုံးပေါ်ဘိုးစင်နာမှာဘူးတီကုန်းရှာနေတော့သူ့နောင်လူတစ်ယောက်ကဘူးတီနှလုံးပွေပြီးရောက်လာတာကိုမြင်လိုက်ရတယ်ဘူးတီရလာမလားအေးရလာပြီဟာလာသွားကြမယ်အေးအေး အဲ့လိုပြောပြီးတုပ်ပေါ်လေဘူးသီးပွေထားတဲ့သူကိုတေချာကြည့်မြင်လိုက်တော့တရေတယောက်ဖြစ်နေခဲ့တာပါဟမ်တတရေတရေတခုပါလားဒါနဲ့တရေလေဘူးသီးနှလုံးနဲ့ဟိုဘက်ပြေးရမလို့ဒီဘက်ပြေးရမလို့နဲ့ရှိနေတော့ပိုဒရိုနေအောင်ရောက်လာခဲ့တော်ဒီဘာမှလည်းတခုမမမလောက်ကြပါနဲ့ဗျာဟိုကျုပ်ဘူးသီးနဲ့ကြက်သားကလာသားချက်လေးချက်စားခြင်းလို့ပါဒါကြောင့်မို့ဘူးတိလာခိုးတာပေါ့လေဟုတ်ဟုတ်ပါလေဒီညကတကိုညမို့ ဘာကုတ်ကိုရရင်မဟုတ်လိုင်းဟာအဲ့လိုမရဘူးဗျသူများပစ္စည်းကြီးဆိုတာအဲ့လေးတချောင်းတော့မခိုးသင့်ဘူးဒါဆိုဘလို့လို့မလဲပြန်ထားခဲ့ရမှာလားအဲ့လိုပြောနေတော့တရေတကောင်ကလည်းဘူးသင်းနှလုံးပိုက်ပြီးတော့ရောက်လာခဲ့ပြန်နေဟမ်လူတွေအများကြီးပါလားတော်ပေါ်ကဘူးသင်းနှလုံးထက်ကိုလာတဲ့တရေကို မြင်သွားခဲ့တယ်အောင်မလေးလေးငါ့အမိတန်မိုးထားတဲ့ဘူးသီးရောကုန်ပါပြီဒါနဲ့အရင်ရောက်နေတဲ့တရေကဟဲ့ မိမလူဘူးတိနှလုံးတော့ကူးလာရတာလေဟာမိမကူးထားဟုတ်ထင်လို့ကူးလာတာပေါ့အေးအဲ့ဒါမှကောင်းတော့တာပဲဒီလိုလုပ်လीနှလုံးဝင်ထားခဲ့ပြီးနှလုံးတော့ယူသွားလိုက်ပေါ့ဖြစ်ပါမလားငါ့မိသိရင်စုခမ်းရမှာနော်နောက်ဖြစ်မဲ့ပြဿနာတော့မိမိကြည်ပြောလိုက်ပေါ့ကွာအမလီတတော်ကိုကောင်းနေတငယ်ချင်းနေပါလားဒါဆိုကိုကြီးတို့ကိုခွင့်ပြုပါအောင်နောက်တော့ခုလိုမလုပ်တော့ပါဘူးအဲ့လိုပြောပြီးတရင်နှစ်ယောက်နေသူတို့နာနေမြင်မြန်လက်ထော်သွားခဲ့ရတယ် ။ဒီလိုနဲ့သူတို့တို့ယောက်သားဘူဒီနှလုံးခုပြီးပြန်ရောက်လာခဲ့တယ်။ဟဲ့။နင်တို့တို့ယောက်ဘူဒီသွားခုတာကြာလိုက်တာ။ကြာဆိုဘူဒီလာခုတဲ့တရဲတွေနဲ့တိုးနေလို့ဟာ။ဟင်။တရဲတွေဘူဒီလာခုတယ်ဟုတ်လား။ဟုတ်တယ်ကိုချက်ကြီးရဲ့ဘူဒီကခုပြီးတော့မှပြေးလိုက်ရတယ်။ဟမ်။သူတို့တရဲတွေလည်းပျော်ကျင်ရှာတကူ။ကဲကဲဘူဒီရလာပြီဆိုတော့ပြင်ဆင်ပေးကြပါဦး။ဟုတ်ကဲ့ကိုကြီးဖို့တော့ဟိုကျွန်တော်လုံးလိုက်ပါမယ်။ဒါလုံးနဲ့သူတို့ရဲ့ဒီဆောင်မွန်လာပညာက စက်ပြုတ်စားတော့နေရင်ပြီးဆုံးသွားခဲ့တော့တယ်။နောက်နေ့မနေ့ရောက်တော့တုပ်ပေါ်အင်းရှင်းကကွက်ပြစ်မှာထိုင်နေတော့ဒေါ်တင်နဲ့ရောက်လာတယ်။ဟဲ့တုပ်ပေါ်ဘိုးစင်မှာဘိုးသည်ရဲ့တလုံးမှမရှိတော့ပါလားဘလို့ဖြစ်တာလဲ။အသားလည်းမသိဘူးလေမိရဲ့။ဟဲ့ဘာလို့အသားမသိရလဲ။မနေ့ကဘိုးသည်သွားခွကြတယ်မဟုတ်ဘူးလား။တော်ကနှလုံးနဲ့ခူးတာပါမိရဲ့ဟမ်ပြောတော့တလုံးနဲ့ခူးမှာပါဆို လို့ဖြစ်ပြီးတော့အကုန်ခုသွားရတာလေခုတာဟိုနှလုံးထဲပါမိရဲ့အဲ့ဒီအချိန်မှာပဲတူဘောတို့အိမ်သားကိုတရင်နှကောင်ကပေါ်လာခဲ့တော့တယ်ဟိုအေးဟိုကျွန်တော်တို့လည်းဘူးသီးနှလုံးခူးလိုက်ပါတယ်ဟမ်ဩကျုပ်ဘူးသီးတွေကိုဒင်းတို့ရောခူးလိုက်လို့ကုံသွားတာပေါ့လေတွေ့မယ်ဒင်းတို့တွေ့မယ်ဒီလိုနဲ့ဒေါ်တင်နဲ့လေကွပြစ်ပေါ်မှာရှိနေရဲ့ရယူနေအကုန်လုံးကိုလိုက်ရိုက်တော့အမေမေမလုပ်ပါနဲ့မိရဲ့မှားမယ်နော်အဲ့ဒါလူတွေမဟုတ်ဘူးဗျဟဲ့လူမဟုတ်ရင်ပါလေတကိုးတွေလား တရေပါမီဟမ်တရေတရေဟုတ်လားဒီလိုနဲ့ဒေါ်တင်နဲ့လေလူနည်းကိုသေချာကြည့်လိုက်ချင်းတရေတွေမှတည်သွားခဲ့ရောလေအောက်မလေးတရေတရေကြီးပါလားအဲ့လိုပြောပြီးဒေါ်တင်နဲ့လေတော့ပေါ့ကိုဆွဲခေါ်လို့အိမ်ထဲကိုပြင်းဝင်သွားတဲ့ကတရေနှစ်ယောက်လည်းခေါင်းခုံရင်းနဲ့ကြံ့ရင်းနေခဲ့ရောလေ